အခုကျမ်းပိုက်ကတော့ကမ္ဘာဝချမ်းခန်းကြီး54ဖြစ်ပါတယ်။ခန်းကြီး54အငယ်1မှ6ယောသတိလေဝန်စီကိုခေါ်၍ထိုသူတို့အိမ်များ၌ရိတ်ခါပါနိုင်သမျှအပြည့်ထက်လောလူတိုင်းဆိုင်သောငွေကိုမိမိတို့အိမ်ဝတွင်၎င်းစပန်းအဖိုးငွေနှင့်ငှက်ငွေဖလားကို အငယ်ဆုံးသောသူ၏အိမ်ဝတွင်၎င်းထည့်ထားလောဟု မာသည်အတိုင်းဝန်စီပြုလေ၏။နန်း၏မိုးလင်းသောအခါထိုသူတို့ကိုမြဲမြားနှင့်တကွလွတ်လိုက်လေ၏။မြို့ပြင်သို့ရောက်၍မဝေးသေးသောအခါယောသသည်ဝန်စီကိုခေါ်၍ထိုသူတို့ကိုမြဲမြံလိုက်လော။မိသောအခါသင်တို့သည်ခြေစုကိုမကောင်းသောအမှုနှင့်အဘဲကြောင့်ဆက်ကြသည်။ငါသခင်တောက်သောဖလားမဟုတ်လောထူးဆန်းသောညံကိုဖြစ်စေတတ်သော ဖလားမဟုတ်လော တင်တို့ပြုသောဤမှုသည်မကောင်းပါတကားဟုပြောဆိုလော့ဟုမှားသည့်အတိုင်းဝန်စည်းလိုက်၍မိသောအခါပြောဆိုလေ၏သူတို့ကလည်းဤစကားကိုတခင်သည် အပေကြောင့်ပြောပါသည်။အငယ်ခုနှစ်မှ73ကိုရော့ကျွန်းတို့နှင့်ထိုတို့သော အမှုဝေးပါစေသည်။ယမန်ကအိဝတွင် တွေ့သောငွေကို ခန္ဓာပြီမှ ကိုရောထံသို့တဖန်ဆောင်ခဲ့ပါပြီတို့ဖြစ်လင် ကိုရောဤတခင်အိမ်၌ရွှေငွေကိုအပေးကြောင့်ခိုးရပါအန်ဤကိုရောဤကျွန်တို့တွင်မိသူ၌တွေ့လင် ထိုသူကိုတည်စေကျွန်တော်တို့သည်လည်းတခင်၌ကျွန်ခံကြပါမည်ဟုဆိုကြ၏ဝန်စီကလည်းသင်တို့စကားအတိုင်းဖြစ်စေသို့တော်လည်းမိသူ၌တွေ့လင် ထိုသူသည်ငါကျွန်ဖြစ်စေ သင်တို့မူကားအပြစ်လွတ်ကြစေဟုဆိုသောထိုသူအပေါင်းတို့သည်အတီးအတီးမိမိတို့အိတ်များကိုမြေ၌ချ၍ဖွင့်ကြ၏ဝန်စီသည်လည်းအကြီးမားဆက်၍အငဲတိုင်အောင်ရှာသည်ဖြင့်ဘယံမင်းအိတ်၌ဖလားကိုတွေ့၏ထိုခါသူတို့သည်မိမိအဝတ်ကိုဆုပ်၍လူတိုင်းမိမိမြဲပေါ်မှဝန်ကိုတင်ပြန်သည်ဖြင့်မြို့သို့ပြန်သွားကြ၏အငဲစလီမ၁၉ ယူရာနှင့်ညီကိုတို့သည်ယောသအိမ်သို့ရောက်၍သူသည်အိမ်၌ရှိသေးသဖြင့်သူရှိမှပြတ်ဝတ်လျက်နေကြ၏ယောသကလည်းသင်တို့သည်အပေသို့ ပြုပြီးသည်။ငါကဲ့သို့သောယောက်ျားသည် ထူးဆန်းသောဉာဏ်ရှိကြောင်းကို သင်တို့မသိကြသလောဟု ဆို၏ယူရာကလည်းကျွန်တော်တို့သည်သခင်အားအဘဲစကားဖြင့်ရှောက်ရပန်အံ့နီ အဘယ်သို့ပြောရပါအံ့နီအမှုနှင့်အဘယ်သို့လွတ်နိုင်ပါအံ့နီကိုရောကျွန်ုပ်၏အပြစ်ကိုဘုရားသခင်စီ၍တွေ့တော်မူပြီးအကျဉ်သူ၌ဖလားတော်ကိုတွေ့၏ထိုသူမှဆ၍ကျွန်တော်တို့ရှိသမျှသည်တခင်ဤကျွန်ဖြစ်ကြပါ၏ဟုပြောလေတော်ယောသကထိုတို့ငါမပြုရအကျဉ်သူ၏လက်၌ငါဖလားကိုတွေ့၏ထိုသူသည်ငါကျွန်ဖြစ်စေ တင်တို့မူကအဖထံသို့ငြိမ်ဝှစွာတွားကြလောဟုစီရင်လေ၏အငယ်ဆက်ရှိမှ24လေထိုခါယူဒသည်ချင်းကပ်လျက်တခင်ဖျား ကိုရော့ကျွန်သည်စကားတခွန်းဖြင့်နားတော်လျှောက်ရသော အခွင့်ကို ပေးတော်မူပါ ကိုရော့ကျွန်၌အမျက်ထွက်တော်မူမူပါနှင့် ကိုရော့သည်ဖာရောပြင်ကဲ့သို့ဖြစ်တော်မူ၏ သခင်ကသင်တို့သည်အဖရှိသလိုညီရှိသလိုဟုကျွန်တော်တို့အားမေးတော်မူလျှင်ကျွန်တော်တို့ကကျွန်တော်တို့အဖအသက်ကြီးသောသူရှိပါ၏အဖအသက်ကြီးစဉ်အခါရသောတားငယ်တယောက်ရှိပါ၏သူ၏အကိုတေပါပြီသူအမိဖွာသောတားတို့တွင်သူတယောက်ထီးကြံရစ်ပါ၏ထိုကြောင့်သူ၏အဖသည်သူကိုချစ်ပါ၏ဟုသခင်အားပြန်လျှောက်လေသော ကိုယ်တော်ကထိုသူကိုငါကြည့်ရှုရအောင်ငါထံသို့ ခေါ်ခဲ့ကြဟုကိုရော့ကျွန်တို့အားမိန့်တော်မူ၏ကျွန်တော်တို့ကထိုသူငယ်ကို အဖနှင့်မခွာနိုင်ပါ အဖနှင့်ခွာလျင် အဖသေပါလိမ့်မည်ဟု သခင်အားလျှောက်တော်လေကိုရော့ကသင်တို့ညီမပါလျင်သင်တို့ဒီငါမျက်နာကို နောက်တဖန်မမြင်ရဟုကိုရော့ကျွန်တို့အားမိန့်တော်မူ၏ထို့နောက်ကျွန်တော်တို့ဒီကိုရော့ကျွန်ဒီဟုသော ကျွန်တော်တို့အဖထံသို့ ပြန်၍ရောက်သောအခါသခင်စကားတော်ကိုအဖအားပြန်ကြားပါ၏အငယ်25မှ34ကျွန်တော်တို့အဖကလည်းတဖန်သွား၍ငါတို့စားစရာအနည်းငယ်ကိုဝယ်ကြပါဟုဆိုသောအခါကျွန်တော်တို့ကအကျွန်ုပ်တို့ဒီမတော်နိုင်ပါညီပါလင်တော်နိုင်ပါဤညီမပါလင်ထိုသူဤမျက်နာကိုမမြင်ရပါဟုပြန်ပြောပါဤ ကိုရောချွန်ကျွန်တော်အဖကလည်းတင်တို့တည်တည်အတိုင်းငါမရသည်ငါအားသားနှစ်ယောက်ကိုဖွာ၏တယောက်ကငါထံမှထွက်သွား၏အကယ်စင်စစ်သူသည်အပိုင်းပိုင်းကိုက်ဖြတ်ခြင်းကိုခံရပါပြီတကားဟုငါဆိုရ၏ထိုကာလမှစ၍သူကိုငါမမြင်ရဤသူကိုလည်းငါထံမှယူသွား၍သူ၌ဘေးရောက်လျင်တင်တို့သည်ငါစပင်ဖြူကိုဝန်းနေခြင်းနှင့်တကား မရဏနိုင်ငံတို့တက်ရောက်စေကြလိမ့်မည်ဟု ကျွန်တော်တို့အားဆိုပါ၏တို့ဖြစ်၍ကျွန်တော်သည်ကိုရော့ကျွန်ကျွန်တော်အဖထံသို့ရောက်သောအခါသူငယ်မပါလင် အဖ၏အသက်သည်သူငယ်၏အသက်၌မှီလျက်ရှိသောကြောင့်သူငယ်မရှိသည်ကိုမြင်သောအခါ အဖသေးပါလိမ့်မည်ကိုရော့ကျွန်တို့သည် ကိုရော့ကျွန်သည်ဟုသော ကျွန်တော်တို့အဖသပင်ဖြူကို ဝန်းနေခြင်းနှင့်တကားမရဏနိုင်ငံသို့ တဲ့ရောက်စေကြပါလိမ့်မည်ကိုရော့ကျွန်ကအကျွန်ုပ်ဒီတဖန်သူငယ်ကို အဖထံသို့ ပြန်၍မဆောင်ခဲ့လျင် အစင်မပြတ်အဖရှိမှအပြစ်ကိုခံပါစေဟုဆိုသည်ဖြင့်အဖထံမှ သူငယ်ဤအာမခံဖြစ်ပါ၏တို့ဖြစ်၍ကိုရော့ကျွန်ဒီသူငယ်အတွေ့နေရှိ၍သခင်ထံကျွန်ခံရသောအခွင့်သူငယ်ကိုကအကိုတို့နှင့်အတူ တွားရသောအခွင့်ကိုပေးတော်မူပါ သူငယ်သည်ကျွန်တော်၌မပါလင်ကျွန်တော်အဖထံသို့ အပေသို့ ကျွန်တော်တွားနိုင်ပါမည်နီတို့ပြုလင်ကျွန်တော်အဖ၌ရောက်လက်တန့်သောဘေးဥပကို ကျွန်တော်မြင်ရပါလိမ့်မည်တကားဟုလျှောက်လေ၏โอเคနောက်ကျပိုင်မှာပြန်တွေ့ကြမယ်ဘိုင်ဘိုင်